င်္ဂလာပါကျမတော်ငုခတ်တာပါ TV ုံမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ် AR တိုင်းဟင်္ဒရာအကျဉ်းထောင်မှာထောင်ဝင်စာတွေးခွင့်ရဖို့နဲ့ပါစိပစ္စည်းပေးခွင့်ရဖို့အတွက်ငွေတသိန်းထိပေးမှထောင်အနာပိုင်းတွေကလက်ခံတယ်လို့ဟင်္ဒရာအကျဉ်းထောင်နဲ့နှိစက်သူတွေစီကသိရပါဗျာ ။ဟင်္ဒရာအကျဉ်းထောင်အာဏာပိုင်တွေကထောင်ဝင်စာလာတွေ့သူနဲ့ထောင်ဝင်စာပါဆယ်ပေးပို့လာတဲ့အကျဉ်းသားမိသားစုတွေစီကနေအနည်းဆုံးကြက်တသိန်းထိတောင်းယူလက်ခံပြီးမှထောင်ဝင်စာတွေ့ခွင့်ရသလိုထောင်ဝင်စာပါဆယ်ပစ္စည်းတွေလက်ခံလို့ရတယ်လို့ဆိုပါတယ်။ပတ်စံပေးနိုင်တဲ့သူတွေကိုအချိန်မရွေးတွဲခွင့်ပေးပြီးလက်ထောက်ထောင်မှုကိုအနည်းဆုံးငွေကျပ်တသိန်းပေးရတယ်လို့ဟင်္ဒရာမြို့နယ်ကအကျဉ်းသားမိသားစုဝင်တယောက်ကပြောပါရယ်။ စစ်ကောင်စီလက်အောက်ခံထာဝနာပိုင်တွေဟာငွေကျပ်2သိန်းကနေကျပ်5သိန်းအထိပေးနိုင်တဲ့သူတွေအဖို့ထာဝန်စာပို့လို့မရတဲ့နေ့တွေပါတွေးခွင့်ပေးထားပြီးစနေတနင်္ဂနွေပိတ်ရက်တွေမှာလည်းတွေးလို့ရတဲ့အထိလုပ်ပေးနေတယ်လို့ဆိုပါရယ်ဟေဒရာအကျဉ်းထောင်မှာထောင်ဝင်စာပါဆယ်ပစ္စည်းလာပို့သူတွေကိုတယောက်သာလာဖို့မှတ်ပုံတင်တွေ၊သကောင်စရင်တွေ၊စပက်ကတ်တွေနဲ့ရဲစခန်းထောက်ခံစာတွေပါယူလာဖို့ညွှန်ကြားထားတယ်လို့လည်းသိရပါဗျရှင်။ စကိုင်းတိုင်းအထက်ပိုင်းကောလင်းမြို့နယ်ကိုစစ်ကောင်စီလေတပ်ကတလအတွင်းလေကြောင်းတိုက်ခတ်မှု၉ကြိမ်ပြုလုပ်ခဲ့တယ်လို့ကောလင်း PDF တပ်ရင်းကနေသိရပါဗျ။မေလ9ရက်နေ့မနေ့တနအိဝင်းကျင်မှာကောလင်းမြို့နယ်ရှောက်ပင်ချုံကြီးရွာကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့ကောလင်း PDF တပ်ရင်းတတာဝန်ရှိရဲဘော်တယောက်ကပြောပါဗျ။မေလ9ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုအတွင်းမှာတော့ပြည်သူလူထုထိခိုက်ဒေဆုံးမှုမရှိခဲ့ပေမဲ့နေအိမ်တွေတော့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါဗျ။ ။ကောလင်းမြို့နယ်က GR တွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်တာမှရွာလေကိုဥတီတိုက်ခိုက်တာကြောင့်ပြည်သူတွေရဲ့နေအများပြားလဲထိခိုက်ပျက်စီးမှုတွေရှိတယ်လို့သိရပါဗျ။ကောလင်းမြို့နယ်မှာအခုလအတွင်းတိုက်ပွဲဖြစ်တာမရှိသလိုစစ်ကောင်စီဘက်ကအမြင်ပြထိုးစစ်တွေလည်းမရှိဘူးလို့ကောလင်း PDF တရင်တက်တာဝန်ရှိရဲဘော်တအုပ်ကပြောခဲ့ပါဗျ။ ညီနောင်မဟာမိတ်၃ဘွဲကတစ်ဖက်သက်အပြစ်ရက်စဲထားပေမဲ့လေစစ်ကောင်စီတပ်ဘက်ကနေ TNLA ထိန်းချုပ်ထားတဲ့တောင်ချုံမှာထိုးစစ်ဆင်မှုတွေပြုလုပ်လာတဲ့အတွက် TNLA ထိန်းချုပ်နယ်မြေတွေမှာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေရလို့တတိယနဲ့ပြန်ကြားရေးဌာနကမေလ၈ရက်နေ့မှာထုတ်ပြန်ပါတယ်ဒီနောက်မဟာမိတ်၃ဘွဲကငလင်တန်တဲ့ပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုထိုးစစ်မလုပ်ဘဲတစ်ဖက်သက်အပြည့်ရဲ့ကာလကိုနောက်ထပ်တစ်လတက်တန်းတိုးကြောင်းမေလ၁ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်ကောင်စီကတော့2025ခုနှစ်မေလ31ရက်နေ့အထိအပြစ်ခတ်ရစေးကာလထပ်မံတိုးမြှင့်ထားကြောင်းမေလ6ရက်နေ့တုန်းကကြေညာခဲ့တာပါ။ စစ်ကောင်စီကတော့မီလ9ရက်နေ့နဲ့6ရက်နေ့တွေကလေးကတောင်းတက်မတော် TNL တပ်စခန်းကိုစစ်ကောင်စီတပ်ဘက်ကထိုးစစ်ဆင်လာတဲ့အတွက်နောင်ချုံမြို့နယ်တရက်ချူကြီးရွာမှာလည်းနှစ်ဖက်ပြန်လည်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါသေးတယ်။ဒီအတွက်ကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီဘုံကျဲတိုက်ခိုက်မှုတွေကနေရှောင်ရှားနိုင်ဖို့စည်ရေးတရီအမြဲရှိဖို့နဲ့လေကြောင်းရန်ကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းတွေလိုက်နာဆောင်ရွက်ကြဖို့တောင်းတက်မတော် PSLF TNL ကတိုက်တွန်းတရီပေးထားပါတယ်ရှင်။ ငလင်ဘေးတင်မြမပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းအကူအညီတွေအမြန်ဆုံးနဲ့ဗတ်မလိုက်ပဲအဟန့်တားမရှိပေးဖို့မြမနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကနိုင်ငံတကာအသိုက်အဝန်းကိုထပ်မံတောင်းဆိုလိုက်ပါတယ်။ အာဆီယံမြမရင်းလေးကျဲနိုင်ငံတွေနဲ့နိုင်ငံတကာတိုက်ဝန်းအနေနဲ့လိုအပ်နေသူတွေအားလုံးစီကိုအကူအညီပေးပို့တာမှာအန်ယူဂျီအစိုးရတိုင်းဒါနဲ့အရက်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းပါတယ်။ဒါပြင်နေဆက်ဖြတ်တော်လမ်းကြောင်းတွေကနေတစဉ်ရရှိနိုင်တဲ့နီလန်းအလုံးနဲ့စောင်ရွက်ဖို့ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုတွေကိုအားပြေးဖို့နဲ့ပုံမှန်ကျပြတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲကိုဖြည့်ရှင်းဖို့ငွေကြေးထောက်ပံ့တွေတိုးမြှင့်ပေးဖို့လည်းတောင်းဆိုလိုက်ပါတယ်။ ဆဲစုနှစ်များစွာတိုင်အောင်မြမစစ်တပ်ဟာသဘာဝဘေးအန္တရာယ်တွေကိုအခွင့်ကောင်းယူပြီးလူသားချင်းစာနာမှုဆိုင်ရာဝင်ရောက်ခွင့်ကိုကျိုးကင်ချေလဲတာပိတ်ဆို့တားဆီးတာတွေပြုလုပ်ခဲ့တဲ့အစဉ်လာရှိခဲ့တဲ့အကြောင်းနဲ့အခုခါမှာလဲဆဲအုပ်စုဟာတည်နည်းပြုဟာကိုပဲပြန်လည်ကျင့်သုံးနေရလို့အကြံပေးကောင်စီကပြောခဲ့ပါတယ်ရှင် တရုတ်နိုင်ငံအနေနဲ့မြမပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်နေပြီးတာဟာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်လို့ခေါ်တဲ့ဗန်တောင်းမှု၅ချက်ကိုချိုးဖောက်နေပါပြီလား။လေးလာသူတွေအမြင်ကိုစိုးသွအောင်ကစူးစီးတင်ပြထားပါရရှင်။လာရှုံမျိုးကိုစစ်ကောင်စီကပြန်ရပြီးမေလ9ရက်နေ့မှာတော့တရုတ်ကမြမအကျိုးကိုလူလာကြောင်းရေးသားထားတဲ့ဆောင်းပါးတစ်ပုဒ်ကိုမြမအလင်းသတင်းစာမှာဖော်ပြလာပါတယ် ဒီဆောင်မကိုတယုတ်တန်အမတ် Mrs. Maja Kuran ရေးခဲ့တာဖြစ်ပြီးတော့ဗန်တော်မှု9ရက်လို့ခေါ်တဲ့ငိမ့်ညမ်းစွာအသူရှင်တွဲနေထိုင်ရေးအခြေခံမှု9ချက်ကိုအလေးထားကြောင်းနှစ်ချိန်အထိထည့်ရေးခဲ့တာတွေ့ရပါဗျ။အဲ့ဒီမှု9ချက်ထဲမှာနိုင်ငံတစ်ခုရဲ့ပိုင်နက်နဲ့အချုပ်အခြာအာဏာကိုလေးစားဖို့မကျူးကျော်ဖို့ပြည်တွင်ရေးကိုဝင်မဆော့ဖတ်ဖို့နဲ့နှစ်ဦးနှစ်ဖက်မျှတပြီးအပြန်အလှန်အကျိုးဖြစ်ထွန်းဖို့တွေပါဝင်ပါဗျ။ Yeah, I think uh, unprecedented is a good word to describe China's intervention in Lashio တရုတ်ရဲ့ဆွတ်ဖက်မှုဟာမကြုံစဘူးဖြစ်ရဆိုတာမှန်ပါပဲတရုတ်ကတခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးမှာဝင်ရောက်မဆွတ်ဖက်တဲ့မူဝါဒကိုကျင့်သုံးတယ်လို့ပြောလို့ရှိတယ်ဒါပေမဲ့ဒီမူဝါဒကိုမြန်မာနိုင်ငံမှာမလိုက်နာခဲ့တာထင်ရှားပါတယ်တရုတ်ဟာမြန်မာနိုင်ငံမှာပျောင်ပျောင်တင်းတင်းဝင်ရောက်ဆွတ်ဖက်တဲ့မူဝါဒကိုကျင့်သုံးခဲ့ပါတယ်။သူကမြန်မာပြည်တွင်းရေးမှာတိုက်ရိုက်ပါဝင်လာတာလာရှိုဖြစ်ရကအထင်ရှားဆုံးဥပမာပါ။ Lashio is the most recent and and the most brazen example. အဲ့ဒီဗန်တော်မှု၅ချက်ကိုဝင်ကြီးချုပ်ဦးနုလက်ထက်1954ခုနှစ်မှာတရုတ်အိန္ဒိယနဲ့မြန်မာတို့ကပူးပေါင်းချမှတ်ခဲ့တာဖြစ်ပြီး1955ခုနှစ်မှာတော့ဒီမူကြီး၅ရက်ကို အာရှအာဖရိကတို့မှာရှိတဲ့နိုင်ငံပေါင်း26နိုင်ငံကသဘောတူအတည်ပြုခဲ့ကြပါတယ်။အဲ့ဒီမူ၅ချက်မှာအချုပ်ချာအာဏာကိုလေးစားဖို့နဲ့ပြည်တွင်းရေးကိုဝင်ရောက်မဆော့ဖက်ရဘူးဆိုတဲ့အချက်တွေပါဝင်ပေမဲ့တရုတ်ကကြောက်ဖြူမှာလုံခြုံရေးတပ်သားတွေစစ်လုခဲ့တယ်လို့ ပြီးခဲ့တဲ့ဩဂတ်စ်လထဲမှာပဲယူနန်ပြည်နယ်ရွှေလီမြို့လုံခြုံရေးကော်မတီကနေ TNL ကိုတိုက်ပွဲတွေချက်ချင်းရပ်ဖို့သတိပေးစာလဲပို့ခဲ့ပါဗျ။နောက်ဆုံးဖြစ်ရက်ကတော့လာရှိုးမြို့ကိုပြန်ပေးဖို့ MNDA ကိုဖိအားပေးခဲ့တာဖြစ်ပြီးတရုတ်ကိုယ်စားလှယ်ကိုယ်တိုင်အပြစ်ရဲကြီးစောင့်ကြည့်ဖို့မြန်မာနိုင်ငံထဲမှာရုံးထိုင်နေတာဖြစ်ပါတယ်။တရုတ်အရေးလေးလာနေသူတယောက်ရဲ့ပြောပြချက်ကို DVV ကအသံအစားထုတ်ဖတ်ပြထားပါဗျ။ ဗန်နောင်းမှုမှာတနိုင်ငံနဲ့တနိုင်ငံပြည်ရင်းကြီးဝင်မဆွက်ဖွက်ဖို့ဆိုတဲ့အချက်ပါတယ်ဆိုပေမဲ့ပြောရရင်တော့ဒီလက်ရှိတရုတ်ရဲ့မြမရေးပါဝင်မှုဟာပြည်ရင်းကြီးမှာပါဝင်ဆွက်ဖွက်မှုလို့ပြောတဲ့နေရာမှာတရုတ်ကပြိပခဖြန်းပြေးအတွက်လမ်းကြောင်းဖွင့်ဖို့နဲ့တည်ငြိမ်ရေးအတွက်မူတည်ပြီးဂျားတွေကဖြန်းပြေးပေးနေတယ်လို့ပြောလို့ရပါမယ်။သူဂျားတွေကဖြန်းပြေးပေးနေတဲ့အတ္တရီရဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေမှာဘယ်လိုလုပ်မလဲဆိုတာကတော့ သူတို့အပေါ်မှာပဲမူတည်ပါတယ်ဒီတော့ပြည်ရင်းကိုဓာတ်ရိုက်ဝင်ရောက်ဆွတ်ဖတ်တယ်ဆိုပေမဲ့ကျမခုနကပြောတဲ့အတိုင်းပါပဲဗန်နာမှုရဲ့မူရင်းရွယ်ချက်ကိုသိချသိရင်ဗန်နာမှုကိုချိုးဖောက်တယ်လို့တော့ပြောဖို့ခက်ခဲပါတယ်ဒါကြောင့်ပဲတရုတ်ကသူ့နယ်စပ်ဒေသနဲ့အကျိုးစီးပွားလုံခြုံရေးအတွက်မြမပြည်တွင်းရေးကိုဝင်ရောက်ဆော့ဖတ်နေတယ်ဆိုတာမြင်သာပေမဲ့ဗန်နာမှု၅ရက်ကိုချိုးဖောက်နေပြီလို့ဆွဆွဲဖို့ခက်တဲ့အခြေအနေဖြစ်တယ်လို့သူကဆိုပါတယ် အခုဖြစ်စဉ်ဒီမှာတရုတ်ရဲ့ချင်းကပ်ဖြည့်ရှင်းပုံနဲ့ EAO တွေရဲ့ချင်းကပ်ပုံမတူတာကိုသတိထားစောင့်ကြည့်ဖို့လိုအပ်ကြောင်းပညာရှင်အားလုံးကထောက်ပြကြပါတယ်။နှစ်ဖက်စလုံးကဟိုဗလဲသူတို့ကိုတောင်းဆိုပြီးတော့ပါဝင်ဖို့ဟိုပါဝင်ဖြန့်ပြေးပေးဖို့တောင်းဆိုလို့သူတို့ပါဝင်ရတာပါလို့နော် ချက်ချက်ဒါကျမှကြားတာကျမဆိုနှိမ့်ချက်ကသူတို့ကဒီရင်းမှာဝင်ရောက်ဆက်ဖက်တယ်ဆိုတဲ့အဓိပ္ပာယ်ဘလို့ဖွင့်ဆိုလဲဆိုတော့အဲ့ဒီရင်းမှာရှိနေတဲ့အစိုးရဖြုတ်ချပြီးနောက်အစိုးရကိုတင်တာတော့ပေါ့ဗျာနော်ဒီမတို့ကြားဘူးတဲ့ဒီ color revolution နေလို့ခင်ဗျအဲ့ဒါကိုပဲသူကဒါပြည်ပြည်တွင်းရေးမှာဝင်ဆက်ထားလို့သူကပြောထားတယ်နော်အဲ့တော့အခုအရေးကိစ္စမှာ ဟိုတရုတ်ပြည်ရဲ့ကြီးမြင့်မှုလေကျမတို့ကြီးမြင့်မှုလေမတူနိုင်ဘူးဗျမြန်မာနိုင်ငံထဲမှာတရုတ်စီမံကိန်းတွေအပါအဝင် အမေရိကန်ကဆင်နွှဲနေတဲ့စီးပွားရေးစစ်ပွဲကနေလွတ်မြောက်ဖို့အာဆီယံနဲ့အာရှနိုင်ငံတွေပါတဲ့စီးပွားရေးဇင်းကြံဖြစ်ဖို့ကြိုးစားနေတာကြောင့်မြန်မာပြည်အေးချမ်းဖို့ကိုတရုတ်က အလိုရှိနေတာလို့သူကဆက်ပြောပါတယ် တရုတ်ရဲ့အကျိုးစီးပွားကာကွယ်တဲ့လုပ်ရည်တွေဟာမြန်မာဒေါ်လာရေးကိုအဟန့်အတားဖြစ်စေပေမဲ့ဆက်ရနာရှင်စနစ်အဆုံးသတ်စေဖို့အတွက်ကိုယ့်အလုပ်ကိုဆက်လုပ်ကြရမှာဖြစ်တယ်လို့ဒေါက်တာလှကျော်စောကထောက်ပြပါဗျ။ Mrs. မာကြာကတော့တရုတ်ရဲ့မြန်မာပြည်ကောင်းကျိုးတည်ပွေးမူဝါဒကထာဝစဉ်မပြောင်းလဲဘူးလို့သူ့ရဲ့ဆောင်းပါးထဲမှာထည့်သွင်းရေးသားခဲ့ပါဗျ။ကျွန်တော်စိုးသူအောင်ပါ။ TVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့ခုခတ်တာပါ